ဒါတော့တိတ်လလုံးနဲ့ gaming phone ပေါ့ဗျာ IQ ရဲ့ Neo 11လို့ခေါ်တယ်သိရမလား IQ phone တွေကအပူတက်တာတယ် game ဆော့လို့ကောင်းတယ်အာလုံးဝဘက်ဘက်ကမိုက်တယ်ဆိုတဲ့ကောင်မျိုးဈေးရလည်းအရင်မကြည့်ဘူးဒီဇိုင်းကိုရှုလိုက်လိမ်မော်ရောင်လေးရဲ့အမဲရောင်နဲ့အထာကြကြရောထား IQ logo လေးကိုကျင်းအမဲရောင်လေးဘယ်တော့တော့နှလိုက်လဲဆိုတော့ဘေးပေါင်လေးတွေကျုံမဲနန်းနေရလုံးဝ perfect color လို့တောင်ပြောလို့ရတယ်အမဲရဲ့ orange ရဲ့ bounce ထားတဲ့ combination တကယ်ကိုလာတယ် performance ကိုလည်း show snapdragon 8 elite နဲ့လာတယ် vivo ရဲ့ esport chip 22ကိုထည့်ထားပြီးတော့မယ် display က6.82ကို ltp ကို amoled 144 hz နဲ့ camera က15 megapixel ပါမယ်အရှိန် selfie က16 megapixel နဲ့လာတယ် battery က8500 mAh ကိုမှ 100W fast charging နဲ့ oh display ကို show display ကို show so တောင်းနေရတယ် display ကိုကျန် display ကိုကြည့် display ကိုကြည့် ကြိုက်တဲ့ဂိမ်းတွေကြိုက်တယ်လို့ဆော့တဲ့မှာအီဖက်ညညောနေရအော်အီအာအာရန်အီဖက်ညညောနေရ display design အော်ဘောင်ပပလေးတွေမိုင်ဆုံးတော့ design color နေတာအော်ပြီးတော့ဒီတစ်ခါမိုက်သွားတာကအနောက်က glass ဖြစ်သွားပြီ Neo 11လုံးဝပါဖက်ဖြစ်သွားပြီ color ပိုင်း design ပိုင်း performance ပိုင်း display ပိုင်း battery ပိုင်းအကုန်လုံးကအစ်ဆက်ညံ့ညောလှပတည်တက်လမ်းနေဒါကတော့ performance ကောင်း ိုက်တဲ့သူတွေ၊ဂိမ်းဖော့ကကြိုက်တဲ့သူတွေ၊တာမဲကွန်ထရိုးကောင်းတာမှာကြိုက်တဲ့သူတွေအတွက်ဝယ်ကိုဝယ်တဲ့ NQ ရဲ့ Neo 11ဆိုတဲ့ကောင်ကြိုက်တယ်ဆိုရင်တော့ရန်ကုန်ဘိုင်းဆိုပင်ရင်မှာလာရောက်ဝယ်လို့ရပါပြီ။ Yangon Mobile Store